မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 24ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်တပ်ကဘိုးချုပ်ဟောင်းတအုပ်ဖြစ်တဲ့ဝင်းကြီးဟောင်းစိုးသိန်းနဲ့တားဖြတ်သူအေဂျင့်တို့ကပြည်သူ15ဦးထက်မနည်းကိုကမာရွတ်မြို့နယ်ဗဟန်းမြို့နယ်နဲ့ဗဘဲတန်းမြို့နယ်တို့မှာပုံမှန်905ကားကြီးပုံမှန်66ကားကြီးတို့နဲ့အမှုဖွင့်တဲ့အပြင်တရမကျောင်းနယ်ပါငွေကျပ်သိန်းထောင်ချီပြီးတော့ရော်ကြီးတောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဗိုလ်ချုပ်ဟောင်းစိုးသိမ့်နဲ့တားဖြတ်သူအေဂျင့်တို့က Facebook လူမှုကွန်ရက်ပါစစ်အာဏာသိမ်းမှုကိုထောက်ခံတဲ့မိသားစုဝင်တွေဖြစ်တဲ့အတွက်အာဏာသိမ်းမှုကိုဝေဖန်တဲ့ပြည်သူမှန်သမျှကိုမြို့နယ်ရဲတပ်ဖွဲ့များမှအမှုဖွင့်ခြင်းမြို့နယ်တရားရုံးများမှတရားစွဲဆိုခြင်းနဲ့ခရိုင်တရားရုံးများမှတိမ့်ထောင်ချီပြီးတော့ရော်ကြေးတောင်းမှုများကိုလှုံ့ဆော်နေခြင်းဖြစ်တယ်လို့သိရပါဗျ။စိုးသိမ့်တို့တားအဖရဲ့ တရားစွဲခံရတဲ့သူတွေထဲမှာတာမန်ပြည်သူကစပြီးတော့လုပ်ငန်းရှင်တွေအထိပါပါဝင်နေတယ်လို့သိရပါဗျ။ကမာရွတ်ခရိုင်တရားရုံးမှာပြည်သူ9ဦးကိုတရားမကြောင်းနဲ့တအုပ်ကိုငွေကျပ်3000ရောကြီးပေးရမယ်ဆိုပြီးတော့တရားစွဲထားတယ်။ပုံမှန်905ကာကြီးပုံမှ66ကာကြီးနဲ့အမှုဖွင့်ထားတယ်။ဗဟန်းမြို့နယ်မှာလည်းပြည်သူ9ဦးကိုဆက်သွယ်ရေးဥပဒေပုံမှ66ကာကြီးနဲ့အမှုဖွင့်ထားပါတယ်။ဗဘဲရန်မြို့နယ်မှာလည်းပြည်သူတွေကိုတရားစွဲထားတာအများကြီးပဲ။ အဓိကကတော့ Facebook မှာစစ်အာဏာသိမ်းမှုရဲ့တရားခဏ်ကဗိုလ်ချုပ်ကြီးဟောင်းစိုးသိမ်းဖြစ်ပါတယ်ဆိုတဲ့ post ကို share ကြတာမှတ်ချက်ပေးကြတာ like လုပ်ကြတဲ့သူတွေအားလုံးကို like ပြီးတော့တရားစွဲထားတာပါ Facebook မှာဘသူပဲဝါဆိုတာကိုသူတို့စုံစမ်းလို့ရတဲ့ဒူမှန်တမ်းများအားလုံးကိုအမှုဖွင့်ပြီးတော့တရားစွဲနေတာတာမန်ပြည်သူတွေရောလုပ်ငန်းရှင်တွေရောပါပါတယ်လို့ရန်ကုန်တိုင်းစစ်ဘက်သတင်းရင်းမြစ်ကပြောပြထားပါတယ်စစ်တပ်အတိုင်းဝိုင်းလဲဖြစ်တဲ့တားဖြတ်သူအေဂျင့်ဟာမင်းအွန်လိုင်းကဖွဲ့စည်းပေးထားတဲ့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ အထွေထွေအတွေ့အမှုအဖြစ်လဲတာဝန်ယူထားတယ်လို့သိရပါဗါးအဲ့ဒီအရှိန်အဝါများကိုအသုံးပြပြီးတော့တရားသူကြီးတွေနဲ့ပူးပေါင်းကတရားမှာချောင်းအရာရောကြီးတောင်းမှုများကိုလည်းလှုပ်ဆောင်နေတယ်လို့သိရပါဗါးကမာရုတ်ခရိုင်တရားရုံးမှာဂုံတိတ်ခါထိခိုက်နေနာစေတဲ့အတော့ရောကြီးငွေရလိုမှုနဲ့ပြည်သူ9ဦးထံကနေပြီးတော့တအုပ်ကိုငွေကျပ်3000စီရောကြီးပေးရန်တရားစွဲဆိုထားပြီးတော့ကမာရုတ်ခရိုင်တရားရုံးကဒုတိယခရိုင်တရားသူကြီး KT ခိုင်ကအမှုကိုကန့်ကွက်နေတယ်လို့သိရပါဗါးအဖေကလည်းဘိုးချုပ်ဟောင်းစိုးသိန်းတားဖြစ်သူဦးအေးချမ်းကလည်း ။သတင်းမီဒီယာကောင်စီအတွင်းရမှုဆိုတော့ဩဇာအရှိန်နဲ့တရားသူကြီးတွေကိုဖိအားပေးပြီးတော့ခိုင်းနေအမှုနိုင်အောင်လှုပ်ခိုင်းနေကမာရုတ်ခရိုင်တရားရုံးမှာဆိုရင်သူ့အမှုကိုကင်နာကဒုခရိုင်တရားသူကြီးဒေါ်ကေတီခိုင်ဦးအေးချန်းကတရားသူကြီးဒေါ်ကေတီခိုင်ကိုအပြေပြင်းကိုပေးကန်ကျွေးမွေးပြီးတော့အမှုကသူတို့ဘက်ကအားတာနေတာလို့တရားရေးသတင်းရေးမြစ်တခုကရှင်းပြထားပါတယ်။ဗိုလ်ချုပ်ကြီးဟောင်းစိုးသိန်းဟာ တမရသိန်းစိန်အစိုးရလက်ထက်မှာတမရရုံးဝင်ကြီးအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးတော့အေဂျင့်ကတော့လုပ်ငန်းရှင်လဲဖြစ်ကောင်းမင်းအွန်လိုင်းဖွဲ့စည်းပေးထားတဲ့သတင်းမီဒီယာကောင်စီမှာအတွင်းရမှုယာရုနဲ့စစ်ကောင်စီအထွတ်အဓိကဝါဒဖြန့်ပေးနေသူလဲဖြစ်တယ်လို့သိရပါဗျ။ဘိုးချုပ်ဟောင်းစိုးသိန်းရဲ့တာအေဂျင့်ကသတင်းမီဒီယာကောင်စီရဲ့အတွင်းရမှုအဖြစ်နိုင်ငံတကာကသတင်းမီဒီယာညီလာခံများကိုတက်ရောက်ကောင်း NLD ကမဲခိုးမဲလိန်တဲ့အတွာစစ်တပ်ကအာဏာထိန်းရကြောင်းလူမှုကွန်ရက်ကနေတဆင့်သတင်းတူသတင်းမများကိုမီဒီယာများကဖြန့်ဝေနေကြောင်းစသဖြင့်စစ်ကောင်စီကိုကာကွယ်တဲ့ဝါဒဖြန့်မှုများကိုအကြီးအကျယ်လှုံ့ဆော်နေကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နဲ့ကရင်နီပြည်နယ်အဆက်ဖဲခုံမြို့နယ်မြင်းမထီတောင်မှာဒေသတိုင်းရင်းသားများကကန့်ကွက်နေတဲ့ဂျားတွေကတရုတ်နဲ့လေးဝင့်ကျဲကုမ္ပဏီတို့ကအထူးအကျဝင်ရောက်ပြီးတော့ တတ်တူများကိုတူးဖော်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနဲ့မက်စလာကစတင်ပြီးတော့ဖဲကုံမြို့နယ်ပြီးချိတ်ခြေရွာအုပ်စုအတွင်းမှာရှိတဲ့မြင်းမတိတောင်မှာရှိတဲ့ပရာထောင်းဆွေမျိုးစုနယ်မြေမှာလေးဝင်ကျဲကုမ္ပဏီကတရုတ်ကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့တတ်တူတူးဖော်ခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗါးလေးဝင်ကျဲကုမ္ပဏီဟာတရုတ်မာစတာဝမ်ကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့ဒေသပြည်သူများရဲ့သဘောတူညီချက်ကိုမရဘဲတတ်တူတူးဖော်နေခြင်းဖြစ်တယ်လို့သိရပါဗါးမြင်းတိတောင်တတ်တူတူးဖော်မှုနဲ့ပတ်သက်ပြီးတော့တိုင်းရင်းသားပြည်သူများနဲ့ ရာဒေါင်းဆွေမျိုးစုများကစန့်ကျင်ကောက်ကွက်မှုများလှုံ့ဆော်နေတော့လေကုမ္ပဏီဘက်ကညှိနှိုင်းမှုကိုလက်မခံဘဲဆက်လက်ဆောင်ရွက်နေတယ်လို့ပရာဒေါင်းဆွေမျိုးစုကတာဝန်ရှိသူကရှင်းပြထားပါတယ်လက်ရှိအနေအထားကသူတို့ဒေသခံပြည်သူလူထုနဲ့ညှိနှိုင်းမှုမရှိဘဲနဲ့အတရားဓမ္မပုံစံမျိုးနဲ့သူတို့ဝင်လုသွားတာပါလက်ရှိသူတို့လုပ်နေတဲ့လုပ်ငန်းခွင်မှာကဘလို့ပုံစံမျိုးဘလောက်ထိလုပ်မယ်ဆိုတာကိုဒေသခံတွေကမသိရဘူးသူတို့ကလေးဝင်ကျဲကုမ္ပဏီနဲ့တရုတ်မာစတာဝမ်ကုမ္ပဏီနဲ့စာချုပ်ချုပ်ထားတယ် တရုတ်ကုမ္ပဏီကိုလေးဝင်ကျဲကုမ္ပဏီကခေါ်လာတာလက်ရှိအနေအထားလောက်ကကလေးဝင်ကျဲကုမ္ပဏီရဲ့လောက်ကဆိုပြီးတော့သူတို့ကတတ်မှတ်တာအဲ့ဒါလေးဝင်ကျဲကုမ္ပဏီကတရုတ်ကုမ္ပဏီကိုခေါ်ပြီးတော့လောက်တာဒေသခံပြည်သူတွေကိုအတိပေးညှိနှိုင်းမှုလည်းမရှိဘူးသူတို့သဘောနဲ့သူတို့တရုတ်ကိုခေါ်လာတာလက်ရှိအနေအထားကကျွန်တော်တို့တောင်းဆိုတဲ့အတိုင်းသူတို့ကနားမထောင်ပေးဘူးလို့ပရာတောင်းဆွေမျိုးစုကတောင်းအရှိသူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်မြင်းမထီတောင်းမှာ အကြီးစားတက်တူတူဖော်ထုတ်ယူခြင်းကိုပရာဒေါင်းဆွေမျိုးစုများနဲ့ဒေသပြည်သူများဟာပြင်းထန်စွာကန့်ကွက်ထားပြီးတော့ရေဦးတော်လိုင်းရဲ့မပြီးဆုံးမချင်းပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသအတွင်းမှာအကြီးစားတက်တူတူဖော်တဲ့မြည်သည့်ကုမ္ပဏီမျိုးကိုမဆိုးလက်ခံခွင့်ပြုမှာမဟုတ်ဘူးလို့သိရပါဗျ။ဒါပြင်လက်ရှိတက်တူတူဖော်နေတဲ့လေးဝင်ကျယ်ကုမ္ပဏီကအလုတ်သမားများစက်ရန်တရားများကိုရုတ်သိမ်းပြီးတော့ထွက်ခွာရန်တောင်းဆိုထားတော့လေလေးဝင်ကျယ်ကုမ္ပဏီကလိုက်နာခြင်းမရှိဘူးလို့သိရပါဗျ။အကယ်၍သူတို့ဘက်ကဒီလိုပုံစံမျိုးပဲဆက်ပြီးတော့လုံနေအောင်မယ်ဆိုရင် ရေရှည်မှာကျေးရွာတွေဘက်ကထိခိုက်နေတာမှုတွေအများကြီးရှိပါလိမ့်မယ်ကျေးရွာပြောင်းရွှေ့နိုင်တဲ့အနေအထားတွေရှိနေတယ်ပြည်သူလူထုကိုချပြဆွေးနွေးတာမျိုးလည်းမရှိဘူးကျွန်တော်တို့ပရာဒေါင်းဆွေမျိုးစုနဲ့လေးပွင့်ကျဲကုမ္ပဏီကလူတွေနဲ့နှစ်ခါလောက်တော့တွေ့ပြီးပါပြီဒေသခံပြည်သူတွေလိုချင်တဲ့တောင်းဆိုချက်တွေကိုမလိုက်ရောပေးနိုင်ဘူးမချပြနိုင်ဘူးပေါ့အဲဒါကြောင့်လက်ရှိအနေအထားကပြည်သူကလက်မခံကြောင်းကန့်ကွက်ကြောင်း ဂါရီကိုစလုပ်မယ်ဆိုရင်နောက်ဆက်တွဲစိုးချိုကြီးကြီးမားမားကြေးရွာတွေကိုထိခိုက်နိုင်တဲ့အတွက်ကြောင့်မို့လို့ပြည်သူလူထုကလက်မခံဘူးဘာဖြစ်လို့လဲဆိုရင်တတ်တူထွက်တဲ့နေရာဒေသပေါ်မှာဒပိုင်းတနိုင်လူထုလောက်ကန်စားတော့ဖို့ထားစီခြင်းနဲ့ထိမ့်သိမ့်စေခြင်းနဲ့လို့ပရာဒေါင်းဆွေမျိုးစုကတောင်းမရှိသူကပြောပြထားပါတယ်မြင်းမထီတောင်မှာတတ်တူတူဖို့ရေးကုမ္ပဏီရဲ့ကားများနဲ့စက်ရန်နေရာများကိုတားဆီးခြင်းကန့်ကွက်ဆန္ဒပြခြင်းများကိုပြည်သူများကလှုံ့ဆော်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့အာရခတပ်တော် AA ထိမ့်ချုပ်ထားတဲ့ရခိုင်ပြည်နယ်ပေါတော်မြို့နယ်ဘက်ကိုစစ်ပေးရှောင်ဖို့တွားရောက်တဲ့စစ်တွေမျိုးကန်34ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဖမ်းဆီးထားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ မနေ့ကဧပြီလ22ရက်နေ့ညနေ4နာရီဝန်းကျင်မှာကလေးနဲ့အမျိုးသမီးတွေအပါအဝင်စစ်တွေဒေသခံ34ဦးဟာမိဆန်ရက်ကွက်မှာရှိတဲ့ကိုရီးယားစစ်ကမ်းကနေပေါက်တော့ဘက်ကိုစစ်ဘေးရှောင်ဖို့တွားရကနေဖမ်းဆီးခံရတာဖြစ်တယ်လို့သိရပါတယ်စစ်တွေဒေသခံတဦးကပေါက်တော့မှာရှိတဲ့အသည့်ဆွေမျိုးတွေစီးကိုစစ်ဘေးရှောင်ပြီးတော့တွားနေဖို့တွားကြတာဖြစ်ပါတယ်အဲ့ဒီတဲကအများစုကအမျိုးသမီးတွေကလေးတွေကြီးပါပဲသူတို့ကပွဲစားကနေတဆင့်တွားကြဖို့လုပ်နေတာပါစိတ်ကမ်းပါပဲစစ်သားတွေရဲတွေကလာပြီးတော့ဖမ်းခေါ်တွားကြပါတယ် အခုသူတို့ကိုဘယ်မှာဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာကိုမသိရသေးဘူးလို့ပြောပြထားပါတယ်။ဖမ်းဆီးခံရတဲ့စစ်တွေဒေသခံတွေဟာတိုက်ပွဲကြောင့်ကြိုတင်ပြီးတော့ထွက်ပြေးတိမ်းရှောင်ကြတဲ့သူတွေဖြစ်တယ်လို့အလုတ်ကန်ရှားပါပြီးဝင်ဝင်မရှိတဲ့အပြင်ကုံစင်းနှုံတွေမြင့်တက်လို့စားဝတ်နေရေးကြက်တဲနေတာကြောင့်ပေါတော့ဘက်ကိုပြောင်းရွှေ့လာကြသူတွေဖြစ်တယ်လို့သိရပါတယ်။စစ်တွေမျိုးထဲမှာဘာအလုံးမှမရှိဘူး။ကုံစင်းနှုံကလည်းအရန်ကိုတက်နေတယ်။တိုက်ပွဲကလည်းဘယ်နှစ်ဖြစ်မယ်ဆိုတာမသိဘူး။မိသားစုစားဝတ်နေရေးကလည်းတနေ့တစ်နေ့ပို့ပို့ပြီးတော့ဆိုးလာတယ်။ ိုးဆိုးတာကလွတ်လပ်စွာသွားလာခွင့်မရှိဘူးမြို့ထဲမှာပိတ်မိတယ်လို့ခန်းစားနေရတယ်ဒါကြောင့်ဆက်နေဖို့မထူတော့တဲ့အတွက်ပေါတော့ဘက်ကိုပြောင်းလာကြတာပါလို့စစ်တွေမြို့ကန်တို့ကပြောပြထားပါတယ်စစ်တွေမြို့ကန်တွေဟာပေါတော့မြို့နယ်ဘက်ကိုသွားရောက်ဖို့အတွက်ပွဲစားတွေစီမှာလူတယောက်ကို၁၀သိန်းစီပေးခဲ့ရတယ်လို့သိရပါတယ်လက်ရှိမှာသူတို့တွေကိုစစ်တပ်ကဘယ်နေရာမှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကိုမသိရသေးတဲ့အတွက်မိသားစုဝင်တွေကစိုးရိမ်နေကြပါတယ်စစ်တွေမြို့ဟာစစ်ကောင်စီထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်၃ခုထဲကမြို့တစ်မြို့ဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာကပ္ပစာ22ကလူငယ်များကိုဖမ်းဆီးပြီးတော့တအုပ်ကိုငွေကျပ်30နဲ့ပြန်ရွေးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ20ရက်နေ့မနက်7:00ခွဲအချိန်ကမှစိတ်ဖြူမြို့နယ်တပေါင်းချေးရွာမှာအထိုင်ချထားတဲ့ကပ္ပစာ22တပ်ကအင်အား90ပါတဲ့စစ်ကြောင်းကအောင်ချမ်းသာချေးရွာကလူငယ်တအုပ်ကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗါး။အဲ့ဒီနောက်မှာတော့အဲ့ဒီလူငယ်ရဲ့မိဘဆွေမျိုးများကိုဆက်သွယ်ကငွေကျပ်30နဲ့လာရောက်ရွေးခိုင်းခဲ့တယ်လို့သိရပါဗါး။ အဲ့ဒီနေ့မနက်7:00နာရီခွဲအချိန်မှာဖမ်းဆီးထားတဲ့လူငယ်ကိုမိဘဆွေမျိုးများကငွေကျပ်30နဲ့တွားရောက်ရွေးယူခဲ့ရတယ်လို့သိရပါဗါးအလားတူပဲစိတ်ဖြူမျိုးနဲ့ဓမ္မကောက်ကြီးရွာမှာအထိုင်ချထားတဲ့ကပ္ပစာ22တက်ကအင်အား80ပါတဲ့စစ်တပ်ကလည်းစစ်စေးရိတ်ဂိတ်ဖွင့်ကငွေညှပ်မှုများလူငယ်များကိုဖမ်းဆီးပြီးတော့ရွေးယူခိုင်းမှုများရှိနေတယ်လို့သိရပါဗါးစိတ်ဖြူမှာရှိတဲ့ကပ္ပစာ22ရဲ့ အထိုင်စခန်းခွဲတွေကနေပြီးတော့လူငယ်တွေကိုဖမ်းဆီးပြီးပြန်ရွေးခိုင်းတာတွေအရန်ကိုများလာပါတယ်စစ်စင်းဂိတ်တွေဖွင့်ပြီးတော့စက်ကြီးတွေတောင်းတယ်ပြည်သူတွေခမရလဲအရန်ကိုဒုက္ခရောက်နေရပါတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကပြောပြထားပါတယ်အလားတူပဲရန်ကုန်တိုင်းလက်ကုမြို့နယ်ဘိုးရင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူးမျိုးသိမ့်တဲ့အဖွဲ့က AOD တိုင်းနဲ့ပဲခူးတိုင်းကလူငယ်များကိုအလုရမယ်ဆိုပြီးတော့လိမ့်လေခေါ်ယူကစစ်မှုထမ်းလူစားထိုးတပ်သားတက်များအဖြစ်စစ်တပ်ထဲကိုပို့ဆောင်နေတယ်လို့သိရပါတယ်လက်ကုမြို့နယ် ဘိုးရင်ကလေးကြေးရွာအုပ်ချုပ်ရင်းမှုမျိုးသိန်းကနေပွဲစားတွေအဖြစ်ဇေယကွင်းကြေးရွာကဦးတန်းလိုင်းနဲ့ဦးအောင်ခိုင်မိုးတို့ကိုဆေးလွတ်ပြီးတော့အေယဝတီတိုင်းနဲ့ဘကိုးတိုင်းမှာရှိတဲ့လူငယ်တချို့ကိုအလုတ်ကန်ရမယ်လူငယ်တအုပ်ကိုငွေကျပ်360ရမယ်ဆိုပြီးတော့လိန်လေပြောဆိုပြီးတော့ခေါ်ယူနေပါတယ်ဒီရောက်တော့လူငယ်တွေကိုလူစားထုံးစစ်မှုတန်းတပ်သားတွေအဖြစ်တပ်ထဲကိုတန်းပို့လိုက်ပါတယ်ခေါ်တော့က360ပေးမယ်ဆိုပြီးတော့ဒီရောက်တဲ့အခါကျတော့စဲသိမ်းပဲပြီးပြီးတော့စစ်မှုထမ်းတပ်သားအဖြစ်နဲ့စစ်တပ်ထဲကိုပို့လိုက်တာပါလို့အဲ့ဒီဖြစ်စဉ်ကိုတေချာသိရှိထားတဲ့သတင်းရင်းမြစ်ကရှင်းပြထားပါဗျ။ လက်ကူမျိုးနဲ့ဘိုးရင်ကလေးကြေးရွာအုပ်ချုပ်ရင်းမှုမျိုးသိမ့်တဲ့အဖွဲ့ကအခြားနေရာများကလူငယ်များကိုလိမ့်လေခေါ်ယူပြီးတော့စစ်မှုရန်အပတ်စဉ်များအတွက်မဲဖောက်ထားတဲ့လူငယ်မောင်အောင်မျိုးသူအဖဦးစန်းနိုင် မောင်ထက်ဝေလင်းအဖဦးကျော်ဝေမောင်သူရဲအောင်ခေါ်တပ်ပုအဖဦးလမြိုင်မောင်ပေါ်ပေါ်တို့အတွက်လူသားထုတ်စစ်မှုရန်တပ်သားတင်များအဖြစ်နဲ့အယောင်းဝယ်လုပ်ပြီးတော့ထည့်သွင်းပေးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်လက်ကူမျိုးနဲ့ဘိုးရင်ကလေးကြေးရွာအုပ်ချုပ်ရင်းမှုမျိုးသိမ့်တဲ့အဖွဲ့က ကျေးရွာများကပြည်သူများထံကနေပြီးတော့စစ်ဘုတ်ထမ်းခြင်းအဖြစ်အိမ်တော်စုတစုကိုငွေကျပ်800တုံးနဲ့အိမ်တော်စုပေါင်း850ထံကနေပြီးတော့တောင်းခံနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်း 阿面首六秒，你叫我听秒。